မင်္ဂလာပါရှင်ကျမတေကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်း15ဦးလိုက်ပါလာတဲ့မော်တော်ယာဉ်ဘိန်းပေါက်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းနိုင်ငံမှာတော့မြန်မာရွှေပြောင်းလှုပ်တာ15ဦးလိုက်ပါလာတဲ့မော်တော်ယာဉ်ပြီးပေါက်ပြီးတော့လမ်းဘေးရွှေသွင်းမြောင်းနဲ့ထိုးကြပြီးတော့ကိုဦးတည်ဆုံးသွားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြလာပါတယ်။ဒီဇင်ဘာ3ရက်မှာတော့ထိုင်းနိုင်ငံရက်ဘာပူရီခရိုင် ဖျားကျောင်းရဲ့အနောက်ဘက်လမ်းဘေးမှာရှိတဲ့ရေသင်းမြောင်းတွေပြုတ်ကျခဲ့တာဖြစ်တဲ့ကြောင့်တိမ်မောက်သွားတဲ့မော်တော်ယာဉ်အမျိုးအစားကတော့ Toyota Fonda အမျိုးအစားဖြစ်ပြီးတော့မော်တော်ယာဉ်ထဲမှာတော့သေဆုံးနေသူ၉ဦးကိုတွေ့ရှိခဲ့တယ်လို့ခေါင်းဆောင်အင်္ဂလိပ်မှာဖော်ပြလာပါဗျာ။တခြားထိုင်းသတင်းမီဒီယာတွေမှာဖော်ပြချက်အရတော့မော်တော်ယာဉ်ပေါ်မှာမြန်မာလုပ်သား၅ဦးလိုက်ပါလာပြီးတော့မော်တော်ယာဉ်ကတော့ပြီးပေါက်ပြီးတော့လမ်းဘေးရေသင်းမြောင်းတွေကိုထိုးကျတိမ်မောက်ခဲ့တာဖြစ်တဲ့ကြောင့် ဒီဖြစ်စဉ်ကြောင့်ပဲမြန်မာလုံတာကိုအသေးဆုံးခဲ့ကြောင်းသိရပါဗျ။လမ်းပန်းရှည်သွင်းမြောင်းတွင်တိမ်မောက်ခဲ့တဲ့မော်တော်ယာဉ်ကိုဒေသခံလူမှုကွန်ရက်အသင်းနေတဲ့ကွန်ရက်နဲ့ဆက်ယူခဲ့ရတဲ့ကြောင့်တေဆုံးသူကကတော့မျိုးသားရှင်ဦးနဲ့မျိုးသမီးတို့ပါဝင်တဲ့ကြောင်းကြက်ရှိတဲ့သူတွေကတော့အခင်းဖြစ်တဲ့နေရာကနေထွက်ပြေးသွားတဲ့ကြောင်းထိုင်းအနာပိုင်းတွေကအခင်းဖြစ်ပွားခဲ့တဲ့တိုဒါဖောင်ဒါမျိုးသားရင်ကိုမောင်းနေခဲ့တဲ့သူတို့ဖမ်းဆီးရေးယူနိုင်ဖို့လိုက်လံရှာဖွေလျက်ရှိကြောင်းသိရပါရရှင် ဆက်လက်ပြီးတော့လည်းအားကောင်းသောလီပီအာနယ်ရောင်းဝအခြေအနေသတင်းမှတ်စဉ်27မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါမယ်။2025ခုနှစ်ဒီဇင်ဘာ3ရက်နေ့ဒီနေ့မှစတင်ကြရင်မွန်တက်7နိုင်ချင်းထုတ်ပြန်ကြမှာတော့ဒီနေ့မှစတင်ကြရင်မနက်7နိုင်ခွဲချိန်တိုင်းထွာချက်တွေရအိန္ဒိယနိုင်ငံတမင်းနာတို့မြပိုင်းပူတူချယ်ရီနဲ့အန်တာပရာတစ်တောင်ပိုင်းကမ်းခြေတွေကိုပူတူချယ်ရီမြို့အနီးကဖျက်ချော်နေတဲ့မုန်တိုင်းငယ်ဒက်ပရက်ရှင်ကတော့အနောက်တောင်ဘက်ကိုဖြင်းညင်းစွာရွေ့ရှားခဲ့ပြီးတော့ အားကောင်းသောလေပြင်းအားနဲ့ရောင်ဝမ်းမတ်လိုပရက်ရှာဧရိယာအဖြစ်အာရုံခဲ့ပါတယ်။အဆိုပါအားကောင်းသောလေပြင်းအားနဲ့ရောင်ကတော့အနောက်တောင်ဘက်ကို ဖြင်းညင်းစွာဆက်လက်ရွေးရှားနိုင်ပြီးတော့အိန္ဒိယနိုင်ငံတမဲနာဒူပြည်နယ်ကိုရမိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်နိုင်ကနောက်24နှစ်အတွင်းမှာလေပြင်းအားနဲ့ရောင်အဖြစ်ကိုအာရုံမယ်လို့ခန့်မှန်းရပါတယ်။ဒီသတင်းကတော့ဆိုင်ကလုန်းမုန်တိုင်းတေဝါအတွက်ထုတ်ပြန်ပေးတဲ့နောက်ဆုံးသတင်းလေးဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မြန်မာကဘိန်းဆိုင်ပြုမှုမှာအများဆုံးနိုင်ငံအဖြစ်နဲ့ဆက်လက်ရှိနေတဲ့အကြောင်း UNODC အစီရင်ခံစာမှာဖော်ပြလာတဲ့အကြောင်းဖော်ပြပေးချင်ပါတယ်။နိုင်ငံရဲ့တည်ငြိမ်မှုမရှိတဲ့မြန်မာနိုင်ငံကတော့ကမ္ဘာမှာဘိန်းဆိုင်ပြုမှုအများဆုံးနိုင်ငံအဖြစ်နဲ့ဆက်လက်ရပ်တည်တယ်လို့ကုလသမဂ္ဂမူရစီဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC ရဲ့ဒီဇင်ဘာလ3ရက်ဒီနေ့ထုတ်ပြန်ချက်အစီရင်ခံစာမှာဖော်ပြလာပါတယ်။ 2024ခုနှစ်မှာတော့မြန်မာတနိုင်ငံလုံးမှာဘိန်းဟက်တာ45200စိုက်ပျိုးရာကနေဒီနှစ်မှာ93100ဟက်တာထိ တိုးချဲ့စိုက်ပျိုးလာတာကြောင့်စက်ကွန်ရာဂိုင်းလုံးတိုးလာတယ်လို့ UNODC ကဆိုပါတယ်။အစိုးရခန်းစားရတော့စိုက်ပျိုးမှုအများဆုံးဟာရှမ်းပြည်နယ်ကဖြစ်တာကိုလည်းတွေ့ရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ပအိုးကိုပိုင်အချုပ်ခွင့်ရဒေတာဟောပုံ စီဆိုင်ပြည်လုံးမြို့နယ်တွေမှာတော့ဘိန်းဆိုင်ပြိုမှု ပုံများလာတယ်လို့ဒေတာကန်တွေကဆိုပါရယ် ပင်လုံဘတ်မှာအရင်ကလမ်းမတွေနာဆိုင်တာသိမရှိဘူးအခုကတောင်ထိပ်တွေမှာရောကားလမ်းဘေးတွေမှာရောအများကြီးပဲတွေ့ရတယ်။ပင်လုံကြောက်တန်းလမ်းဆိုရင်တလန်းလုံးဘင်းငင်းနေပဲလို့ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမျိုးကံကဆိုပါရတယ်။စိုက်ပျိုးစိတ်ကုန်ကြတာတူပေမဲ့ဘင်းစိမ့်ဈေးကွက်ရှိနေတာကြောင့်အဓိကဆိုင်ကြပါရ။ရောင်းဆိုင်ပြန်ရင်လည်းဈေးကွက်ကအဲလောက်မရှိဘူးနော်။ဘင်းကဆိုက်ပြီးရောင်းဖို့လည်းလွယ်တယ်ဆိုတော့ဘင်းကိုပဲဆိုက်ကြတာလို့ဘင်းဆိုင်တောင်သူတွေနဲ့ရင်းနှီးသူကဆိုပါရတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ဘဲဆိုင်ပြိုမှု73ရာခိုင်နှုန်းထိတိုးလာပြီးတော့တနိုင်ငံလုံးဆိုင်ပြိုမှုရဲ့44ရာခိုင်နှုန်းရှိတယ်လို့လဲဆိုပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့32ရာခိုင်နှုန်းနဲ့ချင်းပြည်နယ်မှာတော့26ရာခိုင်နှုန်း၊ကချင်မှာတော့3ရာခိုင်နှုန်းထိရှိတယ်လို့ UNDC ကဖော်ပြပါတယ်။ဒီနေ့မှာတော့ skydive အတွင်ဘေးဆိုင် area 952ဟက်တာထိစိုက်ပျိုးလာတာတွေ့ရတယ်လို့ထုတ်ပြန်ချက်ကလည်းဆိုရတယ် ကမ္ဘာမှာအာဖဂန်နစ္စတန်နိုင်ငံဟာဘိန်းဆိုင်ပြိုမှုအများဆုံးနိုင်ငံဖြစ်ပြီးတော့မြန်မာနိုင်ငံကဒုတိယအများဆုံးဖြစ်ပါတယ်။လက်ရှိမှာတော့အာဖဂန်နစ္စတန်နိုင်ငံကဘိန်းဆိုင်ပြိုမှုနှိမ်နင်းရေးတွေကိုဆက်တိုက်လှုပ်ဆောင်လာတာကြောင့်စိုက်ပျိုးနှုန်းကျဆင်းသွားပြီးတော့မြန်မာကစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်လာတယ်လို့ UNODC ကဆိုပါတယ်။ဒီလိုဘိန်းဆိုင်ပြိုမှုတိုးလာတာဟာနှစ်ပေါင်းများစွာကြာနေတဲ့ပဋိပက္ခတွေနဲ့လူမှုစီးပွားရေးမတည်ငြိမ်မှုတွေအပြီးမှာနိုင်ငံရင်ဆိုင်နေရတဲ့အမြင်ရမှုတွေကိုထင်ရှားစေတယ်လို့ UNODC ကသုံးသပ်ထားပါတယ်။မြန်မာနိုင်ငံမှာတော့2019ခုနှစ်ကဘေးစိမ်း1ကီလိုဂရမ်ကို135ဒေါ်လာပေါင်စီရှိခဲ့ရကနေလက်ရှိပေါင်စီက329ဒေါ်လာတိမြင့်တက်လာတယ်လို့အစိုးရကစားကဆိုပါတယ်။ဒီအချက်ကြောင့်ပဲပဋိပက္ခဖြစ်နေတဲ့မြန်မာနိုင်ငံအတွက်ကတောင်းသူတွေအနေနဲ့ဝင်ငွေပိုရစေတဲ့တည်နှက်အပြင်ဘိန်းကိုပုံမိုးစိုက်ပျိုးလာစေမှာဖြစ်တယ်လို့ UNODC ကဆိုပါတယ်။ ဒါအပြင်အာဖဂန်နစ္စတန်နိုင်ငံမှာဘိန်းထုတ်လုပ်မှုရှော့ချလာတာနဲ့အတူတူအရှိတောင်အာရှကဘိန်းတွေဘိန်းမျိုးတွေကိုတော့ကမ္ဘာလုံးဆိုင်ရာဝယ်လိုအပ်မြင့်တက်လာနိုင်မှာလို့မြန်မာမှာဘိန်းဆိုင်ပြုံမှုဆက်လက်မြင့်တက်လာနိုင်တယ်လို့လည်း UNODC ကခန့်မှန်းပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းမြန်မာနိုင်ငံအပါအဝင်၁၉နိုင်ငံကနိုင်ငံသားရှောက်ထားမှုတွေကိုထရန့်ကရက်ဆက်လိုက်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့မြန်မာအပါအဝင်16နိုင်ငံကအမေရိကန်နိုင်ငံသားရှောက်ထားမှုလုပ်ငန်းစဉ်တွေအပါအဝင်လူမှုကြီးကြပ်ရေးရှောက်ထား권တွေကိုရက်ဆိုင်လိုက်တဲ့အကြောင်းဒီဇင်ဘာ2ရက်မှာနိုင်ငံကသတင်းတွေမှာဖော်ပြလာပါတယ်။ဒီဆိုင်ငံ့နာကတော့အစီအစဉ်တွေမှာလူမှုကြီးကြပ်ရေးလုပ်ငန်းစဉ်မျိုးမျိုးအမြဲတမ်းနေထိုင်권ကဂရင်းကတ်အစီအစဉ်နိုင်ငံသားဖြစ်ရေးရှောက်ထားမှုတွေ နိုင်ငံသားခံယူပွဲအခမ်းအနားနဲ့လူဝင်မှုကြီးကြပ်ရေးဌာနရဲ့တွဲဆောင်မင်းမြတ်မှုတွေပါဝင်ကြောင်းသိရပါဗျ။ပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကဝါရှင်တန် DC မှာရှိတဲ့အေဗျူရောအနီးနိုင်ငံတော်အဆောင်တပ်ဖွဲ့ဝင်နှစ်ဦးလက်နက်ပစ်ခတ်ခံရပြီးတဲ့နောက်လူမှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ Trump အဆိုရကအခုလိုပုံမူတင်ကျပ်လိုက်တာဖြစ်ပါတယ်။ဒီရဆိုင်မှုကတော့အမေရိကန်ကိုခီးသွလာခွင့်ကန့်သက်ခံရတဲ့မြန်မာအပါအဝင်အာဖဂန်နစ္စတန်ချက်ကွန်ဂိုဂီနီးယား အီရီထရီးယားဟေတီအီရန်လစ်ဗျာဆိုမာလီယာဆူဒန်ရှိမဲဘူရွန်ဒီကျူဘာလာအိုစီယာလီယွန်တိုဂိုတာမင်နစ္စတန်နဲ့ဗင်နီဇွဲလာစတဲ့16နိုင်ငံကလူတွေအတွက်အကျုံးဝင်ပါတယ်တင်ကျလိုက်တဲ့စီမံသစ်တွေကတော့ခလုံးကွဲ ရှောက်လာတင်ထားသူတိတိသမ5တန်းကျော်နဲ့အရင်သမရဟောင်းဂျိုးပိုက်တဲ့အစိုးရလက်ထက်မှာခလုံးကွဲရရှိခဲ့သူ9000ကျော်အပေါ်တည်ရောက်မှုရှိကြောင်းလည်းသိရပါပါတယ်ရှင်။ ဆက်လက်ပြီးတော့ဆိုမာလီရွှေ့ပြောင်းတွေကိုအမှိုင်လို့သမရထရန့်ခေါ်ဆိုတဲ့ကြောင်းဖော်ပြပေးကြပါမယ်။အမေရိကန်နိုင်ငံမင်းနီဆိုတာပြည်နယ်မှာရှိတဲ့အထောက်ထားမဲ့ဆိုမာလီလူမျိုးတွေအပေါ်လူမှုကြီးကြပ်ရေးပြဋ္ဌာန်းချက်တွေအစိုးရကတိုးမြှင့်ကြက်မှတ်လှုပ်ဆောင်နေတဲ့ကြောင်းသတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာ ဆိုမာလီရွှေပြောင်းတွေကိုအမှိုင်လို့သမ္မတထရန့်ကပြောဆိုပြီးတော့သူတို့ကိုအိမ်ပြန်ပို့တဲ့အကြောင်းပြောကြားခဲ့တယ်လို့ The Guardian ကဖော်ပြလာပါတယ်။ဂျပန်တွေကပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းတွေကိုအတွင်မှာတော့နိုင်ငံခြားသားမဟုတ်တဲ့ထရန့်ဟာအမေရိကန်နိုင်ငံသားဆိုမာလီယာလူမျိုးလွှတ်တော်ကိုယ်စားလှယ်အီဟန်အိုမာနဲ့ဆိုမာလီယာနိုင်ငံသားတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့အကြောင်းသတင်းကဆိုပါတယ်။သူတို့ကဘာမှမပန်ပိုးဘူးကျွန်တော်တို့နိုင်ငံမှာသူတို့ကိုမလိုချင်ဘူး။ ရေရိုးသားသားပြောရရင်လို့ trend ကဆိုပါတယ်။ဆိုမာလီလူမျိုးအများစုနေထိုင်တဲ့ Minneapolis စိန်ပေါ်မက်ထရို area ကိုဒီတစ်ပတ်မှနှင်ထုံးမှုလုပ်ငန်းတွေတိုးမြင့်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့နောက်ဆုံးနှင်ထုံးအမိန့်ရရှိထားတဲ့ဆိုမာလီလူမျိုးတွေကိုအဓိကထားမယ်လို့ New York Times တင်မှာဖော်ပြပါဗျာ။ မီနီယာပိုလစ်မြို့ကတော့ဆိုမာလီလူဦးရေအများဆုံးနေထိုင်ရမြို့ဖြစ်ပြီးတော့ပြည်내မှာလူဦးရေ7000ကျပ်နေထိုင်ကြတာအများစုကတော့အမေရိကန်နိုင်ငံသားဒါမှမဟုတ်တရားဝင်နေထိုင်သူတွေဖြစ်ကြပါဗျ။